ရှာလွန်အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဒီ Texas ပြည်နယ်မှာ2025ခုနှစ်အတွက်အစ်အစ်ပြတ်တန်းလိုက်တဲ့အာ face base ပေါ့ကျွန်တော်ဒီဘာသာရေးနဲ့အခြေခံတဲ့အထူးဖြစ်တော့ခရီးရန်ဘာသာရေးပေါ်မှာအခြေခံတဲ့အာဥပဒေပြောင်းလဲချက်တွေတချို့ကိုကျွန်တော်ဒီမှာပေါ်ပြချင်ပါတယ်ကျွန်အားလုံးသိတဲ့အတိုင်းပဲ Texas ပြည်နယ်ဟာဆိုရင်အာ Republican state ဖြစ်တယ်အာယုံကြည်တက်ဝင်မှုကိုဦးစားပေးတဲ့ပြည်နယ်ဖြစ်တယ် ဒါကြောင့်မို့ကျောင်းဒီခရိယန်ယုံကြည်သူတွေအတွက်အင်မတန်မှကောင်းတဲ့သတင်းကောင်းနေပေါ့ပြောမယ်ဆိုရင်အဲဒါဒီနေ့တော့ particularly ပေါ့နော်ဒီ Texas Bay နေမှာအာသူတို့အစ်ပြထန်းလိုက်တဲ့ဥပဒေတချို့ကိုကျွန်တော်တို့မှာဖော်ပြသွားမယ်ဒါလူကြီးမိဘတွေအင်မတန်မှတီးထိုက်တီးတင့်တီးထိုက်တဲ့အကြောင်းအရာလေးတချို့ဖြစ်ပါတယ်ဥပမာတင်ဟာဆိုရင်တခြားပြည်နယ်မှာနေတယ်ဆိုရင် Texas ကိုပြောင်းလာဖို့မိသားစုတွေပြောင်းလာပြီးတော့အခြေချနေထိုင်မှုအတွက်စဉ်းစား တဲ့အတူတူအတွက်လည်းပဲဒါအကျုံးဝင်နိုင်ပါလေ။ဘာဆိုရင်ဒါကအာကျွန်တော်တို့ဒါအနာဂတ်မှာပေါ့နော်။ဒါမိသားစုနဲ့ပတ်သက်ပြီးတော့ကလေးရဲ့ပညာရေးအကြောင်းအကြောင်းပညာရေးယုံကြည်တဲ့ဝင်မှုနဲ့ပတ်သက်ပြီးတော့မှဒါအင်မတန်မှအာထိရောက်တဲ့ဥပဒေပြဋ္ဌာန်းချက်တွေတချို့ဖြစ်ပါတယ်။အဲတော့ပထမတစ်ခုအနေနဲ့ကျတော့အာဘာလဲဆိုတော့ SB10 လို့ခေါ်တယ်။အဲ့ဒါကပညာတော်10ပါးကိုကျောင်းတိုင်းမှာ ချိတ်ဆွဲရမယ်ဥပဒေဖြစ်ပါတယ်။ဒါက voluntary လို့မဟုတ်ဘူး။ဒါကအားလုံးချိတ်ကိုချိတ်ဆွဲရမယ်။ဆိုတော့အရင်တော့ကဆိုရင်တော့ဘာသာရေးအဆောင်ရောင်းနေဘာသာရေးနဲ့ပတ်သက်တဲ့အဲဒီအဲအခမ်းအနားတွေလုပ်လို့မရဘူး။ဥမာလဝကားတိုင်းတို့ကစနောက်ပြီးတော့နော်ဟို Merry Christmas ကအစတော့ပြောလို့မရတဲ့အနေအထားအထိရောက်သွားတယ်။အခုတော့ Texas ပြည်နယ်ရဲ့အစိုးရအကြောင်းတွေ Charter School တွေတက္ကသိုလ်အပါဝင်ပညာရေးအဖွဲ့အစည်းတွေအားလုံးမှာပြည့်ညတ်တော်၁၀ပါးကို Foreign နဲ့တက်မှတ်ထားတဲ့16လက်မနဲ့လက်မ20ပေါ့နော်16 to 20လို့ပြောထားတယ်ပိုစတာတက်စင်ရန် logo လို့တယ်ဆိုပြီးတော့မှဥပဒေပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်ဒါကသတင်းကောင်းမယ်နော်ဆိုတော့အကြောင်းအတိုင်းမှာတွားလိုက်ရင်တော့နောက်ဆိုရင်ဒါ the 10 commandment ပေါ့ပြည့်ညတ်တော်၁၀ပါးကိုချိန်ဆွဲထားတာကြောင့်တွေ့ရမယ် အဲဒုတိယတစ်ခုကအကြောင်းတွေမှာအာမိမိစန္ဒအလျောက်ပေါ့နော်စူတောင်းခြင်းစူတောင်းခြင်းလားကျန်းစာဖတ်ခြင်းလားအဲ့ဒါကိုလောက်ခွင့်ပေးလိုက်ပါပြီအဲ့ဒါ SP 11လို့ခေါ်ပါတယ်အဲ့တော့မိဘခွင့်ပြုချက်ပေးထားတယ်ဆိုရင်ဆရာဆရာမဒါမှမဟုတ်ကျောင်းသူကျောင်းသားများရဲ့နေ့စဉ်စူတောင်းခြင်းတယ်ဆိုရင်တို့เนาะဘာသာရေးစာပေဖတ်တယ်ဥပမာကျန်းစာအုပ်ယူသွားတယ်เนาะအဲ့ဒါလောက်ခွင့်ရှိသွားပါပြီ အဲဆူဆူညာညာတော့နော်ဒါလှုပ်လို့မရဘူးဒါပေမဲ့သူတို့ရဲ့အဲចောင်းသားတိုင်းကចန်းစာអូយူပြီးတော့မှဆူတောင်းခြင်းတလားသူတို့ဒါလှုပ်ခွင့်ရှိသွားပြီအရင်တော့ဆိုရင်ကျွန်တော်ចန်းစာអូមပြောနဲ့နော်ဟိုသမင်းစားဆူတောင်းတာတော့မှပိတ်ပင်တဲ့ဟာလည်းရှိတယ်အဲ့တော့အခုတော့လွတ်လွတ်လပ်လပ်ဆူတောင်းခွင့်ရှိတယ်လွတ်လွတ်လပ်လပ်ចန်းစာကိုယူသွားပြီးတော့ဖတ်ရှုခွင့်ရှိတယ်နော်အရင်တော့ဆိုရင်တော့ចန်းစာလည်းယူခွင့်မပေးဘူးအခု Texas မှာ တို့ပိတ်ပြင်လို့မရတော့ပါဘူးကျန်းစာအုပ်ယူလို့ရတယ်โอเคတတိယတစ်ခုကเจ้าဆရာဆရာမတွေနဲ့အာကျောင်းဆရာဆရာမတွေကိုယ်တိုင်လဲပေါ့နော်သူတို့ရဲ့ယုံကြည်ကိုးကွယ်မှု အတိုင်းလွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ရှိတယ် SB 965ဖြစ်တယ်ဒါကဘာလဲဆိုတော့ the coach kennedy bill လို့လည်းခေါ်တယ်ပေါ့နော် coach kennedy bill လို့ဘာလို့ခေါ်လဲဆိုတော့အရင်တော့အကျုံဒီတည်င်းထဲမှာတော်တော်လေးနာမည်ကြီးရွားတယ်ပေါ့နော် washington state မှာရှိတဲ့အာဒီ Bamington High School မှာသူကဗာလဲဆိုတော့ဒီ football coach ပေါ့နော်သူကဒီကစားကွင်းထဲမှာတော့မဟုတ်ကစားကွင်းရဲ့ပရဝံဘေးပတ်ပတ်ဝန်းကျင်မှာတော့ဒါသူတို့ဂိမ်းပြီးသွားတဲ့အခါမှာသူကဒူးထောက်ဆူတောင်းတယ် ဒါ yard 90 line လို့ပြောတယ်ဟုတ်ပဲ yard 90ပါအဝေးပဲအဲ့ဒီမှာဘေးမှာဒူးထောက်ဆူတောင်းတဲ့ဟာကိုသူ့ကိုဒါနီးပြကားနဲ့ဖယ်ဟောပေါ့နော်အာထုတ်ပလိုက်တယ်ပေါ့နော်ထုတ်ပလိုက်တဲ့အတွက်ကြောင့်သူကပြန်ပြီးတော့တရားစွဲတယ်ဟိုအထက်လွတ်တော်ထိရောက်သွားတယ်2022ခုနှစ်မှာဖြစ်သွားတယ်နော်အဲ့တော့အဲ့ဒီရဲ့ case ကအင်မတန်မှဒါမဆိုရင်နီးပြအားကစားနီးပြတော့မှဆူတောင်းလို့မရဘူးတောင်းလိုက်တာနဲ့သူ့ နော်ဖယ်ထုတ်ခံရတယ်ဆိုတော့အခု Texas မှာမရတော့ဘူးအားကစားမပြောနဲ့ចောင်းကဆရာဆရာမတွေចောင်းអုပ်တွေအားလုံးចောင်းဝန်ထမ်းတွေအားလုံးဆူတောင်းလို့ရတယ်နော်လူမြင်ကွင်းထဲမှာလည်းဆူတောင်းလို့ခွင့်ရှိတယ်ပြီးတဲ့အခါမှာသူတို့ယုံကြည်ကိုးကွယ်တွေအတိုင်းဥပမာယေရှုခရစ်တော်ចောင်းနော်ဒါဟိုယုံကြည်မှုနဲ့ဆက်နွယ်တဲ့အကြောင်းအရာတွေကသူကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ် ။နောက်တစ်ခါလေကျောင်းဒီကျောင်းနေမှာမိဘတွေတော်တော်များနားလည်မှာပါ။ကျောင်းနေမှာသွားတဲ့အခါမှာကျွန်တော်တို့က God bless you လို့ပြောတာတော့မှတော်တော်များများမပြောရဘူး။ခရိယန်နိုင်ငံခရိယန်ယဉ်ကျေးမှုရှိတဲ့နိုင်ငံခရိယန်ရဲ့ဒီ Christian Judeo Judeo Christian ဆိုတဲ့ဒီအခြေခံယုံကြည်မှုနဲ့တိုးတက်လာတဲ့လူမှုအတိုင်းဝိုင်းထဲမှာအခုက Merry Christmas ပြောလို့မရဘူး။နော် God bless you ပြောလို့မရတဲ့အနေအထားကြီးဖြစ်လာတယ်။အထူးဖြစ်တော့ Jesus ဆိုတဲ့နာမည်ပြောလို့မရဘူး။ အဲ့တော့ Jesus အမိနာမကိုဒါကလွတ်လပ်စွာသူတို့ပြောလို့ရတယ်ဆရာဆရာမတွေတော်မှခရိယန်တွေကိုယ်တိုင်တော်မှတော်တော်လေးရင်ငုံပိတ်ပြီးတော့မှနေရနော်ဟိုသူတို့ celebrate လုပ်လို့မရဘူးဘာသာရေးနဲ့ပတ်သက်တော့စလုံးတွေစကားတွေသုံးဆွဲခွင့်မရှိတဲ့အထီကိုပိတ်ပြင်လာတာဗျအဲ့တော့ Texas ပြည်နယ်မှာတည်ငောင်းမှာဆရာဆရာမတွေအားလုံးကလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်သူတို့အလုပ်ဖြုတ်ရဖြုတ်ခံရမှာတော့ ကြောက်စရာမလိုတော့ဘူးဒါကခုနပြောတဲ့ coach kennedy bill ဒါကို texas မှာတည်ယုံအတည်ပြုလိုက်ပါပြီအဲ့တော့ဆွမ်းနာကနီးပြကိုနော်ထုတ်ပယ်ခံရတဲ့နီးပြကိုသူတို့က honor လုပ်တဲ့အနေနဲ့ဒီ law ကိုအာတတ်မှတ်လိုက်တာဖြစ်ပါတယ်နောက်တစ်ခုကចောင်းပြင်ပမှာចောင်းချိန် အပြင်ဘက်မှာပေါ့နော်ဒါအချိန်ပို့လို့ပါတို့ဒါမှမဟုတ်လွတ်လပ်တဲ့ဒီအဲအချိန်သေးမှာနောက်ကြောင်းပြီးသွားတဲ့အခါညနေဖြစ်ဖြစ်ပေါ့နော်ဒီဘာသာရေးတင်တန်းတက်ရောက်ခွင့်ရှိတယ် SB 1000နဲ့မှ49ဆိုတော့ဒါမိဘရဲ့ခွင့်ပြုချက်တော့လိုတယ်အဲ့တော့ကျောင်းသူကျောင်းသားများတွေအဲဒီကိုတပတ်မှာတနာရီကနေ9နာရီထိတို့က Bible study လုပ်လို့ရတယ်နော်တမန်ကျမ်းစာသင်ယူခွင့်ရှိတယ်အဲ့တော့အဲ့ဒါကြောင့်ကျောင်းအိမ်ကအသားသမီးတွေလည်းအခုဆိုရင်ကျမ်းစာအုပ်ယူထားတယ်ကျောင်းမှာ သူတို့ကဗာလဲ Bible class တော့တက်တယ်အဲတမီးကတော့သူတို့ကျောင်းချိန်ကမနေ့မှဥပမာထားပါတော့၈နိုင်မှတက်တယ်ဆိုရင်9နိုင်မှသူတို့ရောက်အောင်တွားတယ်9နိုင်ကနေ၈နိုင်ထိသူတို့ Bible study ရှိတယ်။ចောင်းတိုင်းမှာဒါတေယဝင်လောက်ပိုင်ခွင့်ရှိသွားပြီ။ hallelujah ။ဒါကျွန်တော်တော့ pro christian ပေါ့။နောက်ပြီးတော့ pro family ။နောက်ပြီးတော့ pro religion ။ ပါရာရေးမိသားစုအရေးတာသမီရဲ့ကိုချင်းစာရိတ်သက်အရေးကိုဦးစားပေးတဲ့ပညာရေးစနစ်ဒါ Texas မှာအတည်ပြုသွားပြီဆိုတဲ့ဟာကို ပြောပြခြင်းနဲ့နောက်ပြီးတော့ကျောင်းတိုင်းမှာအခုဒါကအရေးကြီးရယ်နော် HB 1487ကျောင်းတိုင်းမှာဒါဥပဒေဖြစ်သွားတာစမတ်ဖုန်းတွေသုံးခွင့်မရှိတော့ဘူးနော်စမတ်ဖုန်းတွေစမတ်ဝါချ်တွေအသုံးပြုခွင့်ကိုသူတို့တားမြစ်လိုက်ပြီ အဲ show state တွေမှာဆိုရင်တော့ရှိသေးတယ်အဲ့ဒီကြောင်းခန်းထဲမှာကြောင်းသားတွေဖုန်းတုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာဆရာမတွေနဲ့ခဏခဏရံပြက်ရတယ်နော်ကိုတိလက်ရောက်ဖြစ်သွားတဲ့ case တွေကနော်ပြောလို့မကုံနိုင်အောင်ရှိတယ်တရားစွဲခံရတယ်ဆရာဆရာမတွေကိုယ်တိုင်တရားစွဲခံရအခု Texas မှာဥပဒေတာသမီတွေကလေးကြောင်းသားတွေနော်ဘယ်သူမှဒါဖုန်းတုံးခွင့်မရှိတော့ဘူးကြောင်းချိန်အပြင်မှာပဲတုံးခွင့်ရှိတယ်အဲ့တော့ဆရာဆရာမတွေကဒါအာနော် အရေးယူမယ်သိမ်းမယ်ဆိုရင်တော့သူတို့အဲ့ဒီအကြောင်းကိုဆရာဆရာမကိုတရားဆွဲခွင့်မရှိတော့ဒါအင်မတန်မှကောင်းတဲ့ပညာရေးစနစ်เนาะဒါဟိုကောင်းတဲ့ဥပဒေပေါ့နော်ဒါအကြောင်းသားတွေအတွက်လည်းကောက်ွယ်ပေးရမယ်ပြီးတဲ့အခါမှာအကြောင်းကဆရာဆရာမတွေကိုလည်းပဲကျွန်တော်ကောက်ွယ်ပေးရတာဖြစ်တယ်ဒါကြောင့်မို့ Texas ပြည်နယ်မှာဒီဟာကအင်မတန်မှကျွန်တော်တို့ကိုယ်တိုင်တော့တော်တော်လေးကိုသဘောကျတယ်ပေါ့နော် အခုကြောင်းနေမှာမပြောနဲ့ဖះကြောင်းနေမှာလည်းအဲ့ဒီဥပဒေကိုကျွန်တော်ထုတ်ရမယ်။ဒါမှမဟုတ်ဆောင်နေပေါ့နော်။ကျောင်းတနေ့ကလည်းဖះကြောင်းမှာကျွန်တော်ပြောပြတယ်။အဲကြောင်းမှာတော့မှဥပဒေပြုတ်ပြီးတော့မှဖုန်းပေးမတုံးရင်ဖះကြောင်းမှာဆိုရင်တော့အဲ့ဒီထက်ဆိုးလေးတဲ့နော်ကျွန်တော်ဥပဒေကိုနော်ကျွန်တော်ပြုတ်ပြီးတော့မှဖုန်းမတုံးအောင်ကျွန်တော်လုပ်ရမယ်။ဘာလို့ဆိုဖះကြောင်းဒီဒီနေ့နော်ကြောင်းနေထက်ပို့ပြီးတော့အဆင့်မြင့်ပြီးတော့မှပို့ပြီးတော့တန်ရှင်းမြင့်မြတ်တော့နေရာဖြစ်တယ်။ ရားကျောင်းဆိုတာကကျွန်တော်ဝင်လာတာနဲ့ဖုန်းမပြောနဲ့အောင်เนาะကျွန်တော်စိတ်အာယုံတော်မှအပြင်မလွတ်အောင်ကျွန်တော်ဥပဒေထုတ်ရမယ်ဗျာเนาะကျွန်တော်စိတ်အာယုံနေအားလုံးဘုရားကျောင်းထဲအရင်ရောက်လာအောင်ဒါကြောင့်ကျမ်းစာမှာဗာပြောလေဆိုတော့เนาะတင်ဟာညီကိုချင်းတယောက်ယောက်ကိုခွင့်မလွတ်တာရှိရင်ဘုရားကျောင်းထဲမလာခင် စုမတောင်းခင်ပါတဲ့အရင်သွားပြီးတော့ပြေလေအောင်လုပ်ပါခွင့်လွတ်လိုက်ပါတဲ့အဲ့ဒါပြီးမှစုလာတောင်းပါ တမချန်းစာရဲ့အခြေခံသဘောတရားဒါကြောင့်မို့နော်စူတောင်းတဲ့အချိန်မှာဖះเจ้าနဲ့လာတဲ့အခါမှာကျွန်တော်နှလုံးသားကိုပြင်ဆင်ပြီးတော့မှနော်တေချာလေးကိုပြင်ဆင်ပြင်ဆင်ပြီးတော့မှလာရမှာဖြစ်တယ်ကိုယ့်ရဲ့တားသမီးတွေလူငယ်တွေကိုလည်းပဲအဲ့လိုတွန်တင်ရမယ်အဲ့တော့ကလေးလူငယ်တွေကိုကျောင်းဖះเจ้าနဲ့မှာဖုန်းယူလာဖို့အတွက်ကိုကျွန်တော်အားမပေးရအောင်မိဘတွေကိုယ်တိုင်လည်းပဲဖုန်းယူမသွားနဲ့ဖះเจ้าနဲ့မှာယူရင်တောင်မှအဲ့မှာမထုတ်ရဘူးဆိုတာကိုကျွန်တော်သင်ပေးရမယ် ဒါ Texas မှာဒါဥပဒေဥပဒေ Okay နောက်တစ်ခုက book oversight bill လို့ခေါ်တယ်နော်ဒီအာစာကြီးတိုက်တိမ်မှာထားရှိတဲ့ဒီစာအုပ်တွေကိုမိဘတွေကနဲ့နော်ဒါစီစဉ်မှုပြုနိုင်တဲ့ဥပဒေပေါ့နော် HB 13လို့ခေါ်တယ်ဘာလို့အဲ့လိုပြောလဲဆိုတော့ចောင်းစာကြီးတိုက်တိမ်မှာညဉ့်ဉန်းနဲ့ပြောမှဆိုရင် ကလေးအသက်အရွယ်နဲ့ မဟိုမကိုက်ညီတဲ့เนาะဒီ pornographic တွေပါတဲ့ကာတွန်းတွေစာအုပ်တွေအများကြီးပဲအခုเนาะဒါတမင်ကိုလှုပ်ထားတာတချို့เนาะအထူးဖြင့်ဒါ democratic state ပါကျွန်တော်မပြောချင်ဘူးဒါပေမဲ့ democratic state တွေမှာเนาะဟိုမိဘရဲ့ခွင့်ပြုချက်ယူစရာမလိုဘဲနဲ့ကို သူတို့ကကလေးတွေကိုဒါဝါဒသွင်းနေတာအဲ့ဒါကြောင့်မို့ texas မှာမရတော့ဘူးចောင်းစာကြီးတိုက်တွေမှာ စာအုပ်တွေကိုစစ်ဆေးပြီးတော့မှကလေးအသက်အရွယ်နဲ့ကိုက်ညီမှုမရှိတဲ့သဘောတူညီချင်းမရှိတဲ့เนาะဒီစာအုပ်တွေကိုဒါဟောပေါ့တားမစ်ပိုင်ခွင့်ရှိတယ်ဒါဟောပေါ့ complaint တက်ခွင့်ရှိတယ်ဒါကိုဒီမှာဥပဒေအနေနဲ့ပြုလိုက်တာဖြစ်တယ်။နောက်အမှန်တမ်းမှကောင်းတဲ့အရာတစ်ခုကဘာလဲဆိုတော့ life wise ဆိုရဲအဲ့ဒီ life wise ဆိုတာကအဖွဲ့အစည်းတစ်ခုဖြစ်တယ်။ဒါကဘာလဲဆိုတော့တင်ညွန်းနှန်းအเจ้าမှာရှိတဲ့တင်ညွန်းနှန်းတွေကိုသူက ခရီးယန်တမချန်းစာတွေကနော်ကာရိုက်တာတွေအကြောင်းပေါ့ဥမာယောတတ်တို့နော်မောရှေတို့အကြောင်းဒါဝိတ်တို့အကြောင်းအဲအဲ့ဒီကာရိုက်တာတွေကိုနော်ဒီမှာတင်ယူခွင့်ပေးတာအဲ့ဒါတော့အထူးသဖြင့်တော့ဒီ Amarillo နဲ့ Abilene's တွေမှာပေါ့ Texas မှာအဲ့ဒီမြို့နဲ့မြို့ကဒါကိုလုံးဝထောက်ခံတယ် SB 1049လို့ခေါ်တယ် Amarillo နဲ့ Abilene's အဲ့ဒီចောင်းတူចောင်းသားတွေအတွက်အခြေခံတမချန်းစာတွေကကာရိုက်တာတွေအကြောင်းကိုတင်ဝင်တင်ပေးရမယ် နော်တင်ဝင်တင်မရမယ်ဆိုတော့ဒါကအစ်မတန်မနော်ကျွန်တော်တို့သဘောကျတယ်ဗျာနော် ခွင့်ရမိဘများအနေနဲ့ဒါခွင့်ရကြီးပဲလဲမဆိုလိုပါဘူးအခြားတော့ဘာသာတွေအတွက်လဲပဲနော်ဒါကဘာကိုအတိအကပြောချင်လဲဆိုတော့ကျွန်တော်ဒီအဲလိမ္မာရေးချရှိအောင် အကျင့်စာရိတ်သက်ကောင်းလာအောင်နော်အာအင်ဒရီတိတ်ခါတွေရှိအောင်တမန်ကျန်းစာတွေကနဲ့အခြေခံကြကြလေးတို့ကိုဒါအတ္တပိုင်းဆိုင်ရာတင်ပေးတာဖြစ်တယ် နောက်တစ်ခုကပါလဲဆိုတော့ Women's Bill of Right အမျိုးသမီးအခွင့်အရေးဥပဒေ HB 229လို့ခေါ်တယ်။အဲ့ဒါကပါလဲဆိုတော့အာမွေးရပါလိင်အမျိုးအစားဥပမာယောက်ျားမိန်းမမွေးတဲ့အချိန်မှာပါတဲ့လိင်အမျိုးအစားနှမျိုးပဲတတ်မှတ်ခွင့်ရှိတယ်။နော်ဟို transgender တို့ LGBTQ++ တို့မရတော့ဘူးကွာ။ပြောချင်တာကဒါလွတ်လွတ်လပ်လပ်လွတ်လွတ်ရပါတယ် LGBTQ ဘာညာသူတို့ဟိုပါပေါ့ကိုပိုင်း လောက်တာကတော့အကြောင်းတစ်မျိုးပေါ့နော်ဒါပေမဲ့ဒီမှာအာဒီကြောင်းဟောပေါ့အားကစားတို့နော်ဒီ game တို့မှာ तू อ่ะ transgender တွေလာ ပါလို့မရတော့ဒါကဥပဒေမွေးရပါတတ်မှတ်ထားတဲ့ gender အမျိုးအစားကိုပဲတတ်မှတ်ပြီးတော့မှ तू ပေါင်ခွင့်ရှိမယ်အဲ့တော့ transgender တွေဥမာနော်ယောက်ျားလေးတွေကမိန်းကလေး game တွေမှာလာပြီးတော့ဂိုးမယ်တယ်တွေလာယူလို့မရတော့ သူကယူချင်ယောက်ျားလေးဂိမ်းမှာတွားယူရနော်မိန်းကလေးလည်းပဲမိန်းကလေးဂိမ်းနော်ဒါမွေးရပါလိန်အမျိုးသားကိုပဲသူကအတိမပြုတ်မယ်တဲ့ဒါလောက်ခွင့်အဲ့ဒါနော်တားမြစ်လိုက်ပြီမောင်ရင်မှာအိုလံပစ်တီမှာကအစအရင်တော့အကြောင်းများတော့ဖြစ်မော်နော်ကြားဘူးမှာပါဒါအဲ့ဒီကအကြီးကြီးပဲပြဿနာကဟိုအိုလံပစ်ထီကိုတက်ပြီးတော့နော်လဝေပွဲတွေမှာရေကူးပွဲတွေမှာဟိုအော်ဂိုးမယ်တဲ့ကိုအထက်ထက်ယူသွားတာ မိန်းကလေးပွဲမှာလာယူတာဒါပေမဲ့အဲ့လူတွေကယောက်ျားလေးတွေ transgender တွေဖြစ်နေဆိုတော့ဒီဟာကိုလုံးဝပိတ်ပင်တားမြစ်လိုက်ပါပြီဒါ Texas ပြည်နယ်နဲ့ပြောနေတာဖြစ်ပါတယ်နောက်ပြီးတော့ gender identity fraud HB 389နဲ့မှာဒါအခုတင်သွင်းထားတဲ့ approve တော့မဖြစ်သေးဘူးတရားတော့ဒါကဘာလဲဆိုတော့အာ မွေးရပါလိန်အမျိုးအစားမဟုတ်တဲ့ဥမာကိုကယောက်ျားလေးမွေးရပါလိန်အဲ့ဒါကိုမိန်းကလေးဆိုပြီးတော့မှလိန်ပြောတယ်ဆိုရင်ဒါကိုဥပဒေအရဒါအာအပြစ်နော်ဒါဒံဒံဝေးဒါမှမဟုတ်ပြစ်မှုမြောက်တယ်ပေါ့ဗျာနော်ဒါပြစ်မှုမြောက်တယ်ဆိုတော့ဒါ fraud ဖြစ်သွားတာပေါ့ဗျာသူလိန်တာပေါ့နော်အဲအဲ့ဒီဥပဒေလည်းပဲခုဒါဒီမှာဒါတင်တွင်းလာပြီဒါပေမဲ့ approve တော့မရသေးဘူး။အော်လိန်လို့မရဘူးသူကမွေးရပါလိန်ကိုအဲဒီအမျိုးအစား gender ကိုလိန်လို့မရဘူး။နော်လိန်နေဆိုရင်ဒါအရေးယူခံရမယ်ဆိုတဲ့သဘောပေါ့နော်။အဲ့တော့နောက်တစ်ခုကကျတော့ဒါလည်းအခုတင်တွင်းထားတာပေါ့နော်။ဒါတချို့ကတော့ approve မဖြစ်သေးဘူးဒါပေမဲ့တင်တွင်းထားပြီဆိုကြတဲ့အနေနဲ့တော့ဒါ process တဲမှာတွားနေပြီ။နောက်တစ်ခုကဘာလဲဆိုတော့ကျောင်းနေမှာပညာရေးနေမှာနော်စာတင်တဲ့အခါမှာ၃နှုန်းနဲ့စကား၃နှုန်း BC နဲ့ AD ကိုပဲတုံးရမယ် before christ now AD ကြတော့ပါလေ anno domino domini နော်အဲ့ဒါတွေကိုပဲတုံးရမယ်ဟာအဲ့တော့ကို BC မတုံးဘူးအဲဆို CE တို့ဘာလို့တုံးဒီဟောပေါ့ဒါကိုခွင့်မပြုဘူးဆိုတဲ့သဘောပေါ့နော်အဲနောက်တစ်ခုဒါကတော့ဒီ texas ပြည်နယ်ဖြစ်တည်အားလျော်စွာပေါ့နော်အာ uh, Texas ရဲ့ဆောင်းဘုတ်ကတော့ God family and gun ပေါ့နော် gun uh, God ပြီးတော့ဗာလေ family ်မိသားစုကိုအရေးပေးတယ်မိသားစု life ကိုဒါဦးစားပေးတယ် family ဒါကြောင့်เนาะ single တမားတွေကိုအခုများများဖြတ်ခံရတာပေါ့เนาะဟို family တမားတွေကိုတော့ငဲ့ညာပြီးတော့အခုရှော့ပေါ့ပြီးဖြတ်ပေးတယ်ပြီးတဲ့အခါမှာ benefit တွေကိုရေးလဲလဲပေးတာပေါ့เนาะအဲ့တော့ god ပြီးရင်ဗာလဲဘုရားကနံပါတ်1ပဲ texas မှာဒါဘာသာရေးကိုဦးစားပေးတဲ့ပြည်နယ်ဖြစ်တယ် God family ဘီယံဂန်လာဘီယံဆော့ဂန်လော့ကပါလဲ second amendment ဒါကိုအင်မတန်မှဒါဦးစားပေးတဲ့ပြည်နယ်ဖြစ်တယ် အခု Uvalde ကိစ္စမှာပေါ့နော်။ကျောင်းသားကျောင်းတခုမှာဒါဝင်ရောက်ပြက်ကတ်မှုတွေဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့နောက်ပိုင်းမှာသူဥပဒေပြုတ်လိုက်ပြီကွာ။ဘာလို့ဆိုတော့ကျောင်းတိုင်းမှာတဲ့နော်ဟိုလက်နဲ့ကြိုက်ဆောင်ထားတဲ့လုံခြုံရေးဝန်ထမ်းတယောက်ရှိရမယ်။ရှိကိုရှိရမယ်ကွာ။အဲဒါကြောင့်အလကားသွားမလုံးနဲ့နော်။ကျောင်းတွေမှာသွားမယ်ဆိုရင်တတိတာထားတော့အဲ့မှာပါလေလက်နဲ့ကြိုက်ဆောင်ထားတဲ့ရဲဒါမှမဟုတ်ရင်ကျောင်းဟိုအနမ်းပေါ့နော်ဒါအဲတယောက်ရှိကိုရှိရမယ်ဒါ security ပေါ့ဗျာ။ဒါ Texas မှာ ရှိ ው ရှိရမယ်ဆိုတော့ចောင်းကားနဲ့သူတို့ရဲ့လာခလာစာတွေကိုเนาะဒါပေးပြီပေါ့เนาะဆိုတော့ security အလုပ်ဒါအများကြီးကိုတွင်ကျယ်လာမဲ့သဘောရှိတယ်လုံခြုံရေးပေါ့ okay အဲနောက်တစ်ခုကပါလဲဆိုတော့ fentanyl ကိစ္စ fentanyl ဆိုတာအခုចောင်းနေတိုင်းမှာအထူးသဖြင့်ဒီ liberal state တွေမှာပို့ပြီးတော့တွေ့ရတယ်ပေါ့ texas မှာလည်းမရှိတာတော့မဟုတ်ပါဘူး texas မှာလည်းရှိပါတယ်အဲ non fentanyl တွေចောင်းနေမှာဒီ high school တွေမှာပို့ပြီးဖြစ်တယ် ဖန်တနောဆိုတာအင်မတန်ပြင်းတာဗျ။နော်ကြောင့်ဒီရိုးရိုးဘိန်းနဲ့မတူဘူး။ तू ကဓာတ်ရုပ်ပြုထားတဲ့တကယ့်ကိုနော်ဆိုးွားတဲ့ဒီအာဘိန်းတစ်မျိုးမျိုးစားပေါ့နော်။ဆိုတော့အရန်ကိုပြင်းတဲ့မူရည်စေဝါမျိုးစားဖြစ်တယ်။ဒါအများစုကတော့တေးဥပီကဝင်တယ်။မက်ဆီကိုကနဲ့တဆင့်ဒါဒီဘက်ကိုဝင်လာတယ်။ဒါကြောင့်မို့ဒေါ်နယ်ထရမ့်ကမက်ဆီကိုနဲ့ကနေဒါကိုနော်ကြီးလေးတဲ့ဒီအာခွန်တုတ်တွေပေါ့နော်။အာချမှတ်တာကအဲ့ဒီဖန်တနောကိစ္စအများကြီးပါပါတယ်။ ဘာဆိုအဲ့မှာဘိန်းကိုင်းနေအများကြီးပဲအခုမက္ကဆီကိုမှာရှိတဲ့ဘိန်းကိုင်းအဲ့ဒီကိစ္စကိုလည်းပြန်ပြောအောင်မယ်နောက်ပိုင်းကျွန်တော်ဒီပြန်ပြောစရာရှိတယ်တမနာတော်တော်ထားတာဒီဘိန်းကိုင်းတွေကိုရေးလဲလဲဖြိုဖို့အတွက်ပေါ့နော်သူကောင်းကောင်းကိုအာလုံနေတယ်လုံလဲလုံနေပြီဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါတော့အသေးစိတ်အခုမပြောသေးဘူးအဲ့တော့ဖန်တနောကကြောင်းတိုင်းမှာကြောင်းသားလူငယ်တွေနစ်ဆန်ဒီဟောပေါ့ဖန်တနောကိုတစ်ချက်ကလေးရှူမိပြီးတော့မှ short ဖြစ်ပြီးတည်သွားတဲ့ကြောင်းသားလူငယ်အများကြီးရှိတယ် ဟောဘွားပေါင်းမြောက်များစွာမိသားစုပေါင်းမြောက်များစွာပစ္စည်းဆုံးရှုံးရတယ်နစ်နာရတယ်အဲ့တော့အခုကဘာလဲဆိုတော့ကျောင်းမှာတကယ်လို့တယောက်ယောက်ကဖန်တနောကိုယူလာပြီးတော့နောက်တငယ်ချင်းတယောက်ကိုပေးတယ်ဆိုရင်တဲ့ဟိုတေသွားတဲ့လူကအခုကဘာလဲတေဝင်ဟိုလာပေးတဲ့လူကိုတရားစွဲလို့ရတယ်ပြီးတဲ့အခါမှာဖန်တနောကိစ္စယူလာပြီးတော့မှတယောက်ယောက်ကိုတေချိန်မှုဆုံးပါမှုဖြစ်စေတယ်ဆိုရင်သူကဘာလဲဆိုတော့ဟောဒါလူတတ်မှုလူတတ်မှုအနေနဲ့ကြောင်ညာ ဒါ unlawful killing လို့ခေါ်တယ်။တရားစွဲခံရမယ်။ဒါရောပြည်နယ်ကကိုအစိုးရကကိုတတ်မှတ်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒါကအပတ်တကြီးလေးတဲ့အပြစ်ဖြစ်လာပြီဆိုတဲ့ဟာပေါ့နော်။အဲ့တော့ဒါចောင်းသားလည်းပဲနော် high school ចောင်းသားတွေလည်းပဲဒါတို့တို့လေးတတိထားမယ်။အဲ့တော့လောက်တဲ့ចောင်းသားတွေယူလာတဲ့ចောင်းသားတွေကိုလည်းပဲအရေးယူခံရမှာဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စတွေကတော်တော်လေး short ပေါ့။သွားမဲ့သဘောရှိတယ်။ Okay ။နောက်တစ်ခုက Senate Bill 15လို့ခေါ်တယ်။ Senate Bill 15ကဘာလဲဆိုတော့ အခုနကအဲ့ဒါပြောပြီးသွားပြီဒီ transgender နော် transgender အားကစားသမားတွေကိုသူတို့ဖြစ်ချင်တဲ့လိင်အမျိုးသားနဲ့ကိုက်ညီတဲ့ဒီအားကစားအသင်းအဖွဲ့တွေမှာပါဝင်ခွင့်ကိုတားမြစ်နော်အာမူလတန်းအကြောင်းကနေအထက်တန်းအကြောင်းထိအားလုံးပါတယ်ဒါအဲ့တော့မွေးရပါလိင်နဲ့ပဲသူတို့ gender ကိုပဲယူပြီးတော့မှကစားရမယ်အဲတကယ်လို့အဲ့ဒါကိုလိမ့်နေဆိုရင်တော့ဒါပြင်မှုမြောက်တယ်နော်โอเค နောက်ပြီးတော့အရေးဒီကျောင်းနေမှာနော်ဖျော်ဖြေတရုတ်ပြတဲ့ဒီဟာတွေရှိတယ်အခု drag show လို့ပေါ့နော် drag queen လို့ပါလို့ကြားဘူးမှာပေါ့နော်အဲ့ဒါကိုတော်တော်လေးမိပါတွေကစန့်ကျင်တယ်ကန့်ကွက်တယ်စာနာပြဘာဆိုအသက်ရွယ်နဲ့ကိုက်ညီမှုမရှိတဲ့သူရဲ့ဖျော်ဖြေတရုတ်ပြမှုတွေအများကြီးရှိတယ်ဒါဟိုလုံးဝဟိုနော်ဒါတချို့ဆိုရင်ကိုလုံးဒီနဲ့နော်ပပလေးအဲ့လိုဝတ်ပြီးတော့မှကျောင်းသားလူငယ်တွေရှေ့မှာနော်ဒါရုပ်ကြီးကလည်းတကယ်ကိုဗာလဲဟို မဖွယ်မရာတချို့ပါပါတယ်အဲ့တော့ဒါကမတင့်တော်ဘူးပေါ့နော်မတင့်တော်ဘူးအဲ့တော့အခု drag queen လို့နော်ဒီအာ show တွေပေါ့နော်အเจ้าနေမှာအာဗာလဲပြတာလို့မရတော့နော်တကယ်လို့အဲ့လိုပြတာလာမယ်ဆိုရင်ကလေးတွေကနဲ့ဒါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်သွားတယ်ဒါမှမဟုတ်တခုခုပေါ့မိဘတွေ complain တက်တယ်ဆိုရင်ဘာလဲအဲ့ဒီကြောင်းဒါမှမဟုတ်အဲ့ဒီလူမျိုးအလူမှုအဖွဲ့အစည်းအဲ့ဒီပြတေးဥပြတဲ့အဖွဲ့အစည်းကိုတရားစွဲခွင့်ရှိတယ် နော်အဲ့တော့ဒါကတော့တော်တော်တတိတာတို့လည်းလာပြတော့မှာမဟုတ်ပါဘူးတရားဆွဲခါရတော့မယ်ဆိုတော့နော်အဲ့တော့ဒီ drag queen တို့နော်နော် drag show တို့ဒါတေးဥပြခွင့်မရှိတော့ဘူးနောက်တစ်ခုကဘာလဲဆိုတာ transgender လူငယ်တွေကိုနော် puberty blocker လို့ခေါ်တယ် puberty blocker တချို့ကပြောတယ် puberty ဘာဘာသူက puberty change လို့ပြောတယ်နော် puberty change ဆိုတာအဲအဲ့ဒါ blocker ပေါ့ဥပမာ လူငယ်လေးတယောက်ကနည်းနည်းလေးဟောပေါ့ဂိမ်းဆန်တယ်เนาะဒါမှမဟုတ်ရင်သူကအဲရောက် ရောက်ကရှာလေးဖြတ်တယ်ဆိုရင်သူ့ကို စေးဝါးနဲ့ပတ်သက်ပြီးတော့ဟော်မုန်းကူတာမှုတွေအာလောက်လို့မရအောင်ဟိုမှာရောက်ကြားလေးတယောက်ကနည်းနည်းလေးဂိမ်းဆန်တယ်ဆိုရင်သူ့ကိုပို့ပြီးတော့မင်းကလေးစိတ်ဖြစ်လာအောင်ဟော်မုန်းဆေးတွေတိုက်ကြွေးပြီးတော့မှဖြစ်လာအောင်လုပ်ပေးတဲ့ဟာတွေကူတာမှုတွေဒါလောက်ခွင့်မရှိဘူးတားမြစ်တယ်เนาะအဲ့ဒီဆေးတွေကိုအာเนาะဒါ တကယ်လို့ Texas မှာဆရာဝန်တွေဒါမှမဟုတ် NASMA တွေကလောက်ခဲ့မယ်ဆိုရင်ဒါဆရာဝန်လက်မှတ်ဒါမှမဟုတ် NASMA လက်မှတ်ဒါပိတ်ပင်ခြင်းခံရမယ်အခု California မှာအဲ့ဒီဟာအကြီးကြီးပဲပြဿနာကကျွန်တော်တို့ခရိယာနေမှာပြောနေအောင်တခြားဘာသာတွေဥမာနော်ဗုဒ္ဓဘာသာတွေမွတ်စလင်တွေကိုယ်တိုင်ကလာအောင်မဒါကိုခွင့်မပြုဘာလို့ဆိုတော့မိပရဲ့ခွင့်ပြုချက်မပါဘဲနဲ့ကလေးတွေကိုဂျန်တာပြောင်းပလိုက်တာသူကအော်ဒီကလေးကိုကြည့်ပြီးတော့အဒီကလေးကမင်းကလေးနဲ့တူတယ်ငါ အဲကလေးကိုမေးကြည့်တာဗောနော်အော်နင်ကယောက်ျားလေးလားမိန်းကလေးလားနင်ဘာဖြစ်ချင်လဲအာငါကယောက်ျားလေးတယောက်ကလေးလေးကိုမေးမယ်ဥမာထားလိုက်ပါတော့အာငါကနော်ပန်းရောင်လေးကိုကြိုက်တယ်ဒါမှမဟုတ်စင်ဒရဲလာကိုကြိုက်တယ်ဆိုရင်နော်ဟောဒါမိန်းကလေးပဲဆိုပြီးတော့မှမိန်းကလေးနဲ့ပတ်သက်တဲ့ဟော်မုန်းဓာတ်တွေပြောင်းလာအောင်နော်ဒါသူတို့ therapy တွေအမျိုးမျိုးလောက်လာတယ်အာမိဘကိုမမေးဘူးမိဘကိုမေးတော့မှမမေးဘဲနဲ့သူကအဲ့လိုပြောင်းလာတာဂျန်တာပြောင်းတဲ့ကိစ္စကိုအကြောင်းနေရာနဲ့တောင်းယူပြီးလောက်လာတာ ဒါကအမတန်မှကြီးလေးတဲ့အဖြစ်ပဲကလေးလေးကအသက်အရွယ်မပြည့်သေးဘူးသူ့ကိုတူတော်မှဒါတေချာဟိုဆုံးဖြတ်ချက်မချနိုင်တဲ့အချိန်မှာကျောင်းကနေဆုံးဖြတ်ချက်ချပေးပြီးတော့နော်မိဘခွင့်ပြုချက်မပါဘဲနဲ့မိဘကမတိဘဲနဲ့နော်ဟော်မုန်းတက်တဲ့ချိန်နဲ့ဆေးတွေထိုးပေးဆေးတွေကြွေးပေးဆိုတော့ဒီကလေးတွေရဲ့ဂျန်တာကအမျိုးမျိုးပြောင်းသွားတာနော်ဒါလောက်ခွင့်မရှိဘူး Texas မှာဒါတရားစွဲခံရမှာအဲ့တော့ဥပဒေဖြစ်သွားပြီအဲ့တော့ ဒီ puberty blocker တို့เนาะဒီ transgender အာတွတ်တွင်းတဲ့ကိစ္စတွေဒါတွေအားလုံးကိုဒါလောက်ခွင့်မရှိတော့ဘူးဆိုတာဒါသတင်းကောင်းမဲ့ Texas မှာတော့မိဘတွေစိတ်ချစိတ်ချလက်ချနေပေါ့နော်ကလေးတွေကိုကြောင်းပို့လို့ရပြီပေါ့နော် Okay အဲ့တော့အဲ့ဒီမှာနောက်ဆုံးတစ်ခုကိုတော့အာဒီမှာနောက်ဆုံးတစ်ခုကဘာလဲဆိုတော့ COVID-19 ကာလပြီးတဲ့နောက်မှာဒါအရင်တော့ COVID ကာလမှာကြိုတင်ကာကွယ်တဲ့အနေနဲ့เนาะ mask mandate တို့ပေါ့နော်ဒါ မတ်မတက်ရင်မရဘူးနောက်ပြီးတော့ vaccine mandate mandate ဆိုတာအစိုးရကချမှတ်ပြီးတော့မလုပ်လို့မရအောင်အဲ့တော့အဲ့ဒီ mandate တွေကအခု Texas မှာဘောင်မဝင်တော့ဘူးတရားမဝင်ဖြစ်သွားပြီသူက mandate ဆိုတာကအစိုးရကနဲ့တတ်မှတ်ပြီးတော့မှเนาะမဆုယုံရရတို့ဖះเจ้าမသွားရတို့เนาะအရင်ဒီမှာဆိုရင်တော့ဖြစ်ခဲ့ပါတယ်ဒါအမေရိကမှာဒါလူကျောင်းတွေ first amendment right ကိုထိခိုက်เนาะပြစ်နစ်နာထားတဲ့အားတွေအများကြီးရှိတယ်။ဘာလဲဆိုတော့ လွတ်လပ်စွာစုယုံပြီးတော့ဝပြုကိုးကွယ်ခွင့်လွတ်လပ်စွာစီယုံခွင့်เนาะဘာသာရေးလောက်ကင်ခွင့်အဲ့ဒီဟာတွေကိုပိတ်ပြင်ပြီးတော့မှကိုဗစ်ကိုအကြောင်းပြပြီးတော့ဖျားเจ้าနေတိုင်းကိုပိတ်တယ်ဒါပေမဲ့ night club ကိုမပိတ်ဘူးเนาะအဲ့ဒီကိစ္စတွေအခုမရတော့ဘူးဒီမှာ illegal ဖြစ်သွားပြီပြီးတဲ့အခါမှာကာကွယ်ဆေးမထိုးမနေရမထိုးရင်ဒဏ်ဝင်ပဲရိုက်တော့မလို့ကျွန်တော်ခီးပဲတွားလို့မရတော့လို့အဲ့ဒီဟာတွေမရတော့ဒီမှာအဲ့တော့ဒါထိုးခြင်းထိုးမထိုးခြင်းလဲဒါသူ့တဘောပဲ နော်လွတ်လပ်စွာရွေးချယ်ခွင့်အဲ့ဒါနော် individual right ကိုဒါပေးထားဆိုဒီ law တွေကတော့အခုအများကြီးပဲဒီထဲမှာမှမပြောဖြစ်တဲ့အမပြောမိတဲ့ law တွေအများကြီးရှိသေးတယ်ဒါ pro christian မိသားစုကို အခြေခံတဲ့ဘာသာရေးပြောမစင်ဒါယုံကြည်တဲ့ဝင်မှုကိုအခြေခံတဲ့နော်ကိုကျင့်တရားကိုအခြေခံတဲ့ဒီဥပဒေတွေကို Texas မှာ pass ပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါအားလုံးနော်ဒါ Texas မှာနေတဲ့ ကျွန်တော်အာမိတ်ဆွေတွေပေါ့နော်အားလုံးအတွက်ဒါနည်းနည်းလေးပြောပြလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့တကယ်လို့သင်က Texas မှာနေတယ်ဆိုရင်အောက်မှာ comment လေးရေးပေးပါနော် Texas ကဘယ်ပြည်နယ်ဩအာဘယ်မြို့